ာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရီ1385ခုနှစ်နေုံလာဇန်1ရက်16ရက်5လ2023တောက်ကြနေ့မင်္ဂလာရှိတဲ့နံနက်မှာရန်ကုန်မြို့ဦးတန်းလွင်ဒေါ်အေးစိန်သာကိုညီညီလွင် ကိုဇော်ဇော်လွင် ကိုကျော်ကျော်လွင်မိသားတစုတို့ကမုံတိုင်းတန်ခံရသူများကိုငဲ့ညာ ထောက်ထားတနာသောအဖြစ်ငဲ့ညာတနာကရုဏာထားပြီးတော့မှကြက်သိန်း20လူရန်ပြီးတော့ဘုံဘုံအတွက်ဒိုရသုံးနိုင်ဖို့ရန်အတွက်သဝကံမ9သိန်းကြက်25သိန်းကြက်တို့ကိုစွန့်လွတ်လူရန်တဲ့ဤကရုဏာဒါနအလှပွဲမှာဥဒေနေနဲ့အနုမောဒနာနည်းနည်းပြောကြင်တာက ဘုရင်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုပြီးတော့ပြမဇိုတရား၄ပါးရှိတယ်မေတ္တာဆိုတာသူများရဲ့အကျိုးစီးပွားကိုလိုလားတာပေါ့တဦးနဲ့တဦးချစ်ခင်တဲ့အစေတတ်တွေကပ်ပြီးတော့နေတာပေါ့တိနေဟာဒါမေတ္တာလို့ဒီလိုခေါ်တာကရုဏာဆိုတာက အာဒုက္ခရောက်တယ်ကြာရင်တနာတာနှလုံးသားတွေတုံ့လှုပ်တာဒါကရုဏာပေါ့မုရိတာဆိုတာကတော့ဘယ်သူတွေလုပ်ငန်းကံကံဆင်ပြေတဲ့ဟာဘယ်သူတွေကြီးပွားကြတဲ့ဘယ်သူတွေချမ်းသာကြတဲ့ကြီးပွားတယ်ချမ်းသာတယ်ဆိုရင်ကိုဝမ်းမြောက်တာဒါကရုဏာအမုရိတာအဲ့တော့ခနေ့ကိုကြောကြောလွင်ကိုစောစောလွင်ကိုညီညီလွင်တင်းကြီးကိုတွေပြုကြတဲ့ကောင်းမှု ဲ့ဒီသုံးခုနဲ့ကြည့်မယ်ဆိုရင်ဘာအလှလဲမေးရင်ဒါကရုဏာအလှလို့ဒီလိုပြောရမှာပေါ့ဟုတ်လားကရုဏာအလှဘုရားဝီနီအဲမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့ဒေသနာတော်တွေကိုအနှစ်ချုပ်ရင်ဝီနီရဲ့တုတ်တန်ရဲ့ဗိဓမာရဲ့ဆိုပြီးပြိတ္တကသုံးပုံတော်ကောင်းလို့နားလဲတယ်နော်ဝီနီကိုမြတ်စွာဘုရားဟောတဲ့အခါဘာနဲ့ဟောတယ်လဲမေးလိုက်တော့ကရုဏာနဲ့ဟောတာဝိနိတိခါဗုဒ္ဓပြညတ်တာသည် ဘာနဲ့ပြည့်ညက်တယ်လဲမေးရင်ကရုဏာနဲ့ပြည့်ညက်တာကရုဏာပြဋ္ဌာန်းပြီးတော့ကရုဏာဆိုတာတဏှာတာတန်ဃာတော်ရှင်သူမြတ်ဒီသာသနာ့ဘောင်ဝင်လာပြီးတော့မဟုတ်တာတွေလုတ်ပြီးတော့အပယ်စင်းရဲ့ရောက်သွားမှာကိုတဏှာလို့ခေါ်ကြထားတဲ့ပြည့်ညက်ထားတဲ့တရားကိုဒါကိုဝီနီးလို့ခေါ်တာ ဟုတ်ပြီလားအဲကြောင့်ဝီနီးပြည့်ညက်ချစ်တည်းဒီမြတ်စွာဘုရားဘာနဲ့ပြည့်ညက်တယ်လဲလို့မေးရင်သူတော်ကောင်းတွေကရုဏာနဲ့ပြည့်ညက်တာဟုတ်ပြီလား ဟေးသူ့ရဲ့သာသနာမှာကျင့်သုံးကြမဲ့တန်ဃာတော်များရဲ့အကျိုးကိုလိုလားလို့တဏှာတဲ့ကရုဏာတရားနဲ့ပြည့်ညတ်တယ်လို့ဒီလိုနားလည်ကြပေါ့နော်ဦးဇင်းတို့သူတော်ကောင်းတို့တွေပါကျုပ်ဆရာတော်ကြီးရဲ့တရားမကြမ်းမကြမ်းနာဘူးမှာပေါ့ဆရာတော်ကြီးတရားစပြီဆိုရင်ကြည့်လိုက်ယောကပ္ပဂောတိဟိအပမေယံကလံကရွန်တော်ဆိုတာလေ နောက်ဆုံးတော့နမောမဟာကရုဏိကတ္တတ္တာစာလေးကဒီလိုလာတယ်နော်အဲ့ဒါကရှင်မဘုရားဂောသားကဝီနီးကိုဖွင့်တဲ့အခါအဲ့ဒီဂါထာနဲ့ဖွင့်တာဟုတ်လားအဲ့ဒါဘာလို့ဆရာတော်ကြီးကအဲ့ဒါကြည်ပြီးတော့သူကယူထားတာအဲ့ဒါနဲ့သူကရှ िख ိုးတာအဲ့ဒါရှင်မဘုရားဂောသားကသူ့ရဲ့ထက်ကရာအကျံဥအစမှာရှ िख ိုးတဲ့ဂါထာပဲဟုတ်ပြီလား ေးအဲ့ဒါကရုဏာနဲ့မြတ်စွာဘုရားကဝိနိသိခာဘုရားပြညတ်တယ်သုတ်တန်နေသုတ်တန်နေဥဒ္ဓနတို့တွေနာကြတယ်သုတ်တန်ကြတော့မြတ်စွာဘုရားကဘာနဲ့ဟောတယ်လဲမြင်ရတော့ကရုဏာပညာဒီနှမျိုးနဲ့ဟောတာဟုတ်ပြီလားတချို့တနာလို့မို့မြတ်စွာဘုရားဟောရတာရှိတယ်တချို့ကြတော့အဲ့ဒီလူတွေအတ္တိပညာရရှိခြင်းလို့ဟောပေးရတာလည်းရှိတယ်ဟုတ်တယ်မို့လားပုဂ္ဂလိဇာတိယဆိုတာပုဂ္ဂိုလ်ချင်းနေကြည့်ပြီးဟောတာပေါ့ အဲ့ဒါကြောင့်မြတ်စွာဘုရားတုတ်တန်ဟောတဲ့အခါမှာကရုဏာပညာနဲ့ဟောပါတယ်။အဲ့ကြောင့်မို့ရှင်မဘုရားဂေါသကလည်းထက္ခရာကျမ်းကြီးတွေရေးတဲ့အခါမှာကရုဏာပညာပြဋ္ဌာန်းတဲ့ဂါထာနဲ့သူကလည်းသူ့ရဲ့ထက္ခရာကိုဖွင့်တာ။အဲ့ဦးဇင်းတို့တိတုကူဆရာတော်ဟိုးရင်ပထမဟောကသာတရားတွေရဲ့အစသူတော်ကောင်းတို့တွေနာကြည့်ကရုဏာတိတလဟရယံပညာပိစောတဝိခတမောဟတမံ တဏ္ဏရံမရလောကကရုံကုန်တိသူကတံဂတိဝိမုတ်တံဒီကထာနဲ့စတယ်မလားအဲ့ဒါကဘာလဲမင်းရှင်မဘုရကောသရေးသွားတယ်သုတ်တံရဲ့အဖွင့်ထကရာမှာဘုရားရှိခိုးတဲ့ခါထာအဲ့ဒါကိုပါကျုပ်ဆရာတော်ကြီးကဝီနီးထကရာမှာဖွင့်တဲ့ဘုရားရှိခိုးကိုပါကျုပ်ဆရာတော်ကြီးကရွတ်ဆိုပြီးနေတရားလှလှပပလေးနဲ့သူကပူဇော်ရှိခိုးတာပါ တိရကိုဇာတော်ကြီးကတော့ကရုဏာတိတရာဟရယံနဲ့အဲ့ဒါလေးနဲ့လှလှပပနေတရားလေးတွေနဲ့တန်စာဆင်ပြီးတော့မြတ်စွာဘုရားကိုသူကရှ िख ိုးတာအဲ့တော့ပြောကြင်တာကဝီနီးမြတ်စွာဘုရားခေါ်တဲ့အခါကရုဏာနဲ့ခေါ်ပါတယ်ဝီနီးကိုကရုဏာနဲ့ပြည့်ညတ်ပါတယ်တုတ်တန်ကိုကြတော့ကရုဏာပညာနှစ်မျိုးနဲ့ပြည့်ညတ်တယ်ဒီလိုခေါ်တယ်လို့နားလည်နော်နောက်တစ်ခါဥစဉ်တို့အဘိဓမ္မာကြတော့အဘိဓမ္မာတတ္တပညာယတေဇတ္တအဘိဓမ္မာကထာမက္ကံဆို ဒေဝနာတံဘောတေကြီးနတ်တွေကိုဗိဓမာတရားခေါ်တော့မြတ်စွာဘုရားပညာနဲ့ခေါ်တာဟုတ်ပြီလားအေးအဲ့တော့ကရုဏာပညာအကြောင်းဒါလေးနင်းငယ်ပြောတာနော်ခနေ့ကိုကြော်ကြော်လွင်တို့ကိုစောစောလွင်တို့ကိုညင်းညီလွင်တို့ကဘုံနိုင်နိုင်ခံရတဲ့လူတွေကိုငဲ့ညာထောက်ထားပြီးတော့အလှလုပ်တယ်ဆိုတာမေတ္တာကရုဏာမုရိဒာဥပေက္ခာနဲ့ကြည့်မယ်ဆိုဘာအလှလဲမေ့ရင်ဒါကရုဏာလှခေါ်တာဟုတ်ပြီလား ကရုဏာဆိုတာဘာလဲလို့မေးပရဒုက္ခေတတိတာရုဏာဟရယကံပဏံကရောတိတိကရုဏာသူတစ်ပါးတွေဒုက္ခရောက်တယ်ကြားရင်ပရဒုက္ခေတတိသူတစ်ကားတွေဒုက္ခရောက်တယ်လို့ကြားပြီဆိုရင်တာရုဏံသူတော်ကောင်းတို့ရဲ့ဟရယကံမှာနှလုံးသားတွေတုံလှုပ်ပြီးတော့လာတယ်ဟာသူတစ်ပါးဒုက္ခရောက်တယ်ကြားနှလုံးသားတုံလှုပ်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကရုဏာတရားရှိနေလို့ပဲဟုတ်ပြီလား ဘယ်ဒေသကဘယ်လူမျိုးဘယ်သူပဲဖြစ်ဖြစ်ဒုက္ခရောက်တယ်ကြာရင်ဩစိတ်မကောင်းလိုက်တာဒုက္ခကနေမြင်မြင်လွတ်ကြပါစေဒါမျိုးလေးတွေတွေးပြီးတော့ကိုယ်စိတ်ထဲမှာဖြစ်နေတယ်ဆိုရင်သူတော်ကောင်းတွေရဲ့နှလုံးသားမှာဒါကရုဏာဓာတ်ရှိနေလို့ဒီလိုဖြစ်တာဟုတ်ပြီလားဟာသူများဒုက္ခရောက်တာကိုကြည်ပြီးတော့ဝမ်းသာနေရင်တော့ကိုယ်တန်တန်ကရုဏာတရားမရှိဘူးလို့ဒီလိုပြောင်းပြန်နားလည်ရမှာပေါ့ဟုတ်ပြီလား အေးအဲ့တော့ပရဒုက္ခေတတိတာရုဏဟရယကမ္ပဏံကရောတိတိကရုဏာသူတော်ဘာတွေဒုက္ခရောက်တယ်ကြားရင်နှလုံးသားတုန်လှုပ်တာဒီဒါကရုဏာရှိတဲ့ပုဂ္ဂိုလ်ပဲဒီနေရာမှာစာပြောတယ်နော်တာဒုဏံ ਨੇ နှလုံးသားတုန်လှုပ်တာကလည်းသူတော်ကောင်းမှတုန်လှုပ်ပါဟုတ်ပြီလားကိုယ်တန်တန်သူတော်ကောင်းတတ်မရှိဘူးဆိုရင်လည်းဘယ်သူဒုက္ခရောက်ရောက်တုန်လှုပ်မှာမဟုတ်ဘူးဟုတ်ပြီလားအေးခနေ့ကိုကျော်ကျွန်းလွန်တို့မိသားစုတွေညီကိုတွေကတော့ အာဗမာပြည်မှာမုံတိုင်းတန်ခံလိုက်ကြရတယ်လို့ဒီလိုကြတော့သူတို့ရှိသူမဲ့သူလေးတွေစုပြီးတော့သူတို့တတ်နိုင်သလောက်ကြသိန်း20ဝယ်ပြီးတော့သူတို့တွေလှူကြတာပေါ့အဲ့ဒါလေးကိုဦးစင်ကနူမောဒနာလေးနဲ့ပြောတာပေါ့အဲ့တော့စိတ်ထဲမှာသူများဒုက္ခရောက်တယ်လို့စိတ်မကောင်းမှုကြားနေရင်ကိုယ်တန်တန်မှာကရုဏာစိတ်ရှိတဲ့ဒီလိုနားလဲပေါ့ဟုတ်ပြီလားနောက်တစ်ခါဒုက္ခပနယနာကာရပောတိလက္ခဏာကရုဏာ သူတော်ဘာရဲ့ဒုက္ခကိုရောက်တယ်ဆိုရင်နှလုံးသားတုံ့လှုပ်ရင်လည်းမကဘူးအခုကိုတက်နေတာသိနေစေသိနေစေနဲ့သူတို့ဒုက္ခဥမာငါပြီကြော်ကြော်ပြီးတော့လှူမယ်ဆွန်ချိုင်းချိုင်လေးတွေနဲ့သူတို့စားစရာခွက်ကလေးတွေလှူမယ်ဒံအိုးလေးတွေလှူမယ်တုတ်ကလေးတွေလှူမယ်လှူခြင်းဟာလူသူတို့ဒုက္ခအနေငယ်တော့ကိုကဖေရှင်းပေးရမရဘူးလားရောက်တာပေါ့ဟုတ်ပြီလားအေးအဲ့တော့ကရုဏာဆိုတာဘာလဲမင်းဒါကကာယကံကရုဏာဖြစ်သွားပြီဘာကရုဏာလဲ အေးကာယကံကရုဏာဖြစ်သွားပြီမနောကံကရုဏာဆိုတာကတော့ပြိသိုက်သူတော်ကောင်းတွေစိတ်ထဲမှာတင်ဥစဉ်တို့တွေကြိတ်ပြီးတော့စိတ်မကောင်းဖြစ်ကြရတာနှလုံးသားတွေတုံ့လှုပ်တာဒါမနောကံနော်ကာယကံဆိုတာကကိုတိလက်ရောက်ကိုရှိတဲ့ပစ္စည်းနဲ့ကိုသူတစ်ပါးရဲ့သားရဲ့ဒုက္ခကိုကိုကဖယ်ရှားစေခြင်းလားဟုတ်ပြီလားသူဒုက္ခကိုရဲ့ပစ္စည်းလေးနဲ့သူဒုက္ခလေးတက်တာပါစေကိုရှိတဲ့ပစ္စည်းလေးနဲ့သူ့ရဲ့ပူပင်တာလေးငြိမ်းပါစေ ကိုရှိတဲ့ပစ္စည်းလေးနဲ့သူ့ခန္ဓာကိုဒုက္ခရောက်တာမိုးမလုံလေမလုံဖြစ်နေရဆိုရင်ဒါလေးနဲ့သူ့အတွက်အကာအကွယ်လေးဖြစ်ပါစေဟုတ်ပြီလားဒါကိုဘာကရုဏာခေါ်တယ်လဲမေးရင်သူတော်ကောင်းတို့တွေကာယကံကရုဏာလို့ဒီလိုခေါ်ပါတယ်ဗျာဟုတ်ပြီလားအေးအဲ့တော့ဒါဟာကိုကသူများဒုက္ခကိုဖယ်ရှားပေးတယ်ဆိုရင်ကိုဒုက္ခရောက်တဲ့ခါမှလည်းကိုကိုပြန်ပြီးတော့ဖယ်ရှားနိုင်တဲ့အကျိုးကျေးဇူးတွေရတယ်လို့ဒီလိုမှတ်ရမှာပေါ့နော် ဥဒိနတို့33ဘုံမှာကျင်းလည်နေကြတဲ့ကာလပတ်လုံးပြည့်တဲ့ဒုက္ခကတနေ့မှတွေ့တနေ့ကတော့လူတိုင်းလူတိုင်းဘာဖြစ်မှာလို့တွေးရမှာပဲဟုတ်ပြီလားတွေးရမှာပဲအဲ့လိုပြည့်တဲ့ကိုကသူများဒုက္ခကိုကူညီဆောင်ရှောက်ထားတယ်ဆိုကိုဒုက္ခရောက်ပြီဆိုကိုလည်းကူညီဆောင်ရှောက်နိုင်တဲ့ပုံကိုမျိုးဟာအချိန်မရွေးတာပေါ်လာနိုင်တယ်လို့ဒီလိုနားလည်ပါဟုတ်ပြီလားအဲ့ဒါကိုဥဒိနတို့တွေဘာခေါ်သလဲမင်းကံလို့ဒီလိုခေါ်တာပေါ့ကံဆိုတာကိုလုတ်တဲ့အလုပ်ပဲဟုတ်ပြီလားကံဆိုတာကိုလုတ်တဲ့အလုပ် ဟိုတနေ့ကဦးဇင်းတို့တွေစက်မိလို့ဒကာကြီးတယောက်ကပြောပြတယ်နေပြီးတော့လေဝေးမှာလေကြလေစင်နံမောင်းသူတော်ကောင်းတွေကြာမှာပေါ့နော်လေစင်နံမောင်းကြာတော့သူတော်ကောင်းတွေတွေသမီးသားဖတ်၃ယောက်ကလေးလေးကငါလာသားသမီးလေးဟာလေးတွေကလာလို့ကြောက်လုံးလို့သမီးလေးကိုဖက်ထားတာအဲ့သမီးလေးဖက်ထားတဲ့ကြားကိုမုံတိုင်းကစုပ်ပြီးတော့ခေါ်ပါ ဲ့ဒီမှာဆုတ်ပြီးတော့ခေါ်သွားလဲကလေးလေးလက်ထဲရတယ်လွတ်သွားရောဟိုသားတို့သားစားတွေတို့ဆိုတို့စားတွေတို့စီပြေးလာတာလေအဲ့မဲ့လူကြီးတွေနှစ်ယောက်သားမိသားပါအဲ့လင်မယားနောက်ကခိုင်းပြီးလို့ကလေးလေးကဘယ်ရောက်သွားမှမသိနောက်ကြတော့အဲ့ကလေးကလေခွင်းထဲမှာသွားကြနေတာဘာဒဏ်ရာမှမရှိဘူးတဲ့ပါဒဏ်ရာမှမရှိဘူးတဲ့ဟုတ်ပြီလားဒီကလေးရဲ့ကံသူတော်ကောင်းတွေဒါသုံးသက်ကြည့်လို့မရဘူးလားမိခင်လက်ထဲကမိခင်ကလည်းပဲသူသမီးကိုလက်ကမလွတ်စေချင်လို့ကြည်ကြပောင်ဖက်ထားတယ် ဲ့ဒီမှာမိခင်လက်ကသာလွတ်မသွားဘူးဆိုရင်ဒီကလေးလေးခိုင်းမိခိုင်းမိမယ်နော်အခုမုံနှိုင်းကခေါ်သွားပြီဆိုတော့တေချင်းတပွဲကောင်းလိုက်တာဟိုးမြင်းကြီးရောက်ပြီးအောက်ပြန်ကြရတယ်ဘာမိဘနှစ်ပါးဒဏ်ရာရတယ်ဒီကလေးလေးကဒဏ်ရာတော့မရဘူးဆိုတော့ကံနေပြောပါတယ်သူတော်ကောင်းတို့ဟုတ်လားအေးအဲ့ကြောင့်ပရိသတ်ကရုဏာဆိုတာသူများဒုက္ခရောက်တဲ့ချိန်မှာကိုကနေပြီးတော့ကူညီစောင့်ရှောက်တာဒါကရုဏာဒါနဖြစ်ပါတယ်ဗျာဟုတ်ပြီလား အေးကိုကလည်းသူများစောင့်ရှောက်ခဲ့ရင်ကိုပြုတ်ခဲ့တဲ့ကံကလည်းကိုကိုပြန်ပြီးတော့စောင့်ရှောက်တယ်လို့ဒီလိုနားလည်ပါဓမ္မောဟဝေရက္ခတိတိဓမ္မစာရေတရားကိုစောင့်တဲ့ပုဂ္ဂိုလ်ကတရားကပြန်စောင့်နေဆိုတာကိုပြုတ်ကောင်းတာလှုပ်ထိုင်ကောင်းတဲ့ကံကလည်းကိုကိုပြန်ပြီးတော့စောင့်ရှောက်တယ်လို့ဒီလိုနားလည်ပါဟုတ်ပြီလားအေးဤကဲ့သို့ဓမ္မသည်အလုံးကိုသည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင်းတန်းစွာရှောက်လန့်နိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်း ေသနာဏီကုံကမ္ပဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တဝါနာကြားနာရပြီးတော့မှတုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်တင်သူတော်ကောင်းပေါင်းတို့မှတုံမဲ့ကံလမ်းမနီမာခยีမာကိုဝိဝုဇ္ဇတဝါရှောင်ရှနိုင်ကြကုန်သည်ဖြစ်၍တုံမဲ့ကံလမ်းမနီမာခยีမံကိုဥုံဆောင်ဖြောင်းပြောက်မတ်မတ်ယံတူကောင်းစွာမသွေး လိုက်သွားနိုင်ကြပါစေဂုံတရီသုလိုက်ဤသို့ပြုရကုသလအဟုံဝီစီဘဝဲအောက်ထက်လွှမ်းချုံလူရောနတ်ရောမြမာရောအကုံပေးဝေငှာ အမြရစေကုန်အမြရစေကုန်မြဝေလိုက်ကုစုအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုစုအမြအမြအမြယူတော်မူကြပါကုန်လော သာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု